အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတို့ channel လေးကနေဖျက်ပြပေးမယ့်စာအုပ်လေးကတော့ဆီယာမနိုင်နိုင်စနေရေးတဲ့ခလုံးကားဝန်ဆောင်မှုနည်းအခြားချစ်ချင်းမေတ္တာစိတ်ခွန်အားဖြင့်စာအုပ်စုများစာအုပ်ထဲကအချစ်ဝေဖန်ရေးဆရာရေခဲတတလို့အစ်ဆက်တဲ့အချစ်ဝေဖန်ရေးဆရာတဲ့ဟုတ်ပါတယ် လက်ထက်ပြီးသုံးနှစ်မြောက်မှာသူမအကြည့်သူမဆုံးဖြတ်ချက်ကို သူမတန်တရားစဝင်လာမိတယ်။ဟာဖြစ်လို့အဆကလေးကဒီလိုယောက်ျားမျိုးကိုမှ အိမ်တော်ပဲအဖြစ်ရွေးချယ်ခဲ့မိတယ်လေ။ထမြက်တဲ့တော်တဲ့ယောက်ျားတွေဒီလောက်အများကြီးတဲမှာဘာဖြစ်လို့ဆိုးကွက်တဲ့ဗရပွားနဲ့ဒီလိုယောက်ျားကိုမှ သူမရွေးချယ်ခဲ့ရတယ်လေ။သူမှတ်ညံမကောင်းဘူး။သူ့ကိုမှားလိုက်တဲ့ကိစ္စအတိုင်းမျက်စိတမိတ်အတွင်းမှာသူမိသွားတတ်တယ်။ သူတက်ရှိမှုကိုဥစားမပေးဘူးသူမကတပြိတောက်တော့မယူရင်သူဟာဘယ်တော့မှ ကိုတိုင်အဝတ်စားလဲတူမဟုတ်ဘူးချစ်စရာစကားတွေကိုတိတိတတ်တာသူမဆိုတတ်ဘူးသူဟာဘယ်တော့မှသူမမျက်နှာညီမြန်းသွားစေတဲ့ရင်ကုန်သွားစေတဲ့စကားကိုမပြောခဲ့ဘူးဒီကိစ္စနဲ့ပတ်သက်ပြီးသူ့ကိုသူမအချိန်ချင်းအပြစ်တင်ပြန်ခဲ့ပြီမဲ့သူမပြောင်းလဲခဲ့ပါဘူး လင်မယားနှစ်ယောက်ရဲ့ကြားမှာတင်းမာမှုတွေပူပူလာခဲ့ပါတယ်။ချစ်သူရီစာဖြစ်ချိန်မှာချွေးနေခဲ့တဲ့ဇကားတွေ၊ကြည်နူးခဲ့တဲ့အပြုတ်မှုတွေကအခုအချိန်မှာရေခဲပြင်လို့အေးဆက်နေခဲ့တယ်။သူမှခံစားရခက်လာတယ်။ဒီလိုနဲ့တငယ်ချင်းကောင်းတယောက်စီယောက်ျားဖြစ်သူရဲ့အပြစ်တွေကိုသူမှရင်ဖွင့်ခဲ့မိတယ်။သူ့ရဲ့အပြစ်တွေစိုးကွက်တဲ့အတိုင်းကသူမကို မခံမရဖြစ်စေခဲ့တယ်။ သူမပြောသမျှကိုတငယ်ချင်းကစိတ်ရှိလက်ရှိနားထောင်ပေးပြီးသူမကိုမေးတယ်။နင်ကအချိဝေဖန်ရေးစရာလား။သူ့အပေါ်ဝေဖန်မှုကိုပဲနင်ရှာနေတော့မှလား။နင်စိတ်ကိုချမ်းသာစေတဲ့အရာသူ့အပေါ်မှာ ရှာမတွေ့နိုင်တော့ဘူးလား။ရှာမတွေ့လို့ပဲပြောတာပေါ့။သူ့ဆိုးကွက်တွေပြောမှ သူ့ကိုပြုပြင်နိုင်မယ်လေ။ကောင်းကွက်တွေဘာလို့ပြောနေရမှလဲ။နင်မှားပြီ။သူ့ကောင်းကွက်တွေကို မကြခဏပြောရတယ်။ ငါတို့ဟာနေရက်တွေကိုဖြစ်ကျော်နေကြတဲ့တမန်ဇနီးမောင်နှံတွေဖြစ်လို့ပဲငါတို့ကရည်ခဲတတလို့အေးဆက်တဲ့အချစ်ဝေဖန်ရင်းဆရာတွေမဟုတ်ဘူးတငယ်ချင်းကပြုံးပြုံးလေးနဲ့ပြောတယ်ရည်ခဲတတလို့အေးဆက်တဲ့အချစ်ဝေဖန်ရင်းဆရာတဲ့ဟုတ်ပါတယ်အိမ်မှာသူမဟာဒီလိုဇက်ကောင်နဲ့ပဲအမြဲတရုပ်ဆောင်ခဲ့တာပဲမဟုတ်လားချစ်သူရည်စားဖြစ်တော့ကချုံမြင်ကြည့်နူးခဲ့ကြတဲ့အချစ်တွေ ခုတော့တဖြည်းဖြည်းနဲ့ပျောက်ဆုံးခဲ့ကုန်ပြီဘဝရဲ့မိโกမိငွေတွေကသူမရဲ့အကျင်နာခေါင်းနိုင်ကိုတဖြည်းဖြည်းဖိုးလန်းဝါမြူသွားခဲ့ပြီပေါ်ပေါ်တန်တန်နေရတွေက သူမရဲ့စိတ်ရှိတိခန့်ခွန်းလို့စိတ်ကိုပျောက်ဆုံးစေခဲ့ပြီးအတန်အနေထားမျက်နှာအနေထားနဲ့ကလေးတယောက်ကိုတွန်တင်ဆုံးမတယ်လို့မျိုး အစကတည်းကကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ယောက်ျားတယောက်ကိုသူမပြစ်တင်မှမဲနေခဲ့ပြီး တငယ်ချင်းနဲ့လမ်းခွဲအိမ်ပြန်လာပြီးနောက်သူ့အပေါ်ကြည့်တဲ့အမြင်ကိုသူမပြောင်းလိုက်တယ်။ဝေဖန်တဲ့မျက်လုံးနဲ့သူမမကြည့်တော့ဘူး။အေးဆက်ဆက်ဝေဖန်ရေးသမားတယောက်မဖြစ်အောင် သူမနေတယ်။ယောက်ျားနဲ့သူမရဲ့ကြားပြောင်းလဲမှုကတိတာလာခဲ့တယ်။အ ਨੇ ဆုံးတော့မကျင်နတာတွေပဲသူမရင်နဲ့အပြည့်ထည့်မထားခဲ့မိတော့ဘူး။သူမှတ်ညံမကောင်းဘူးဒါပေမဲ့သူမနဲ့ပတ်သက်တဲ့ညကိုတော့သူမှတ်မိနေတယ် သူမကြိုက်တဲ့မဂဇင်းကို သူမှတ်မိတယ်။အလုဆင်းအိမ်ပြန်တဲ့အခါသူမအတွက်နောက်ဆုံးထွက်တဲ့မဂဇင်းကိုသူဝယ်လာတတ်တယ်။လာတိုင်းသူမနေထိုင်မကောင်းတဲ့ရက်တွေကို သူမှတ်မိနေပြီးသူမအတွက်စေဝါးတွေကို သူပြင်ဆင်ပေးတတ်တယ်။သူတန်ရှင်းမှုကိုဥစားမပေးဘူး။ဒါပေမဲ့တန်ရှင်းတာကို သူမကြိုက်တယ်ဆိုတာသူသိတယ်။ရုံးပိတ်ရက်တွေမှာအိတ်တန်ရှင်းရေးကို သူလုပ်တတ်တယ်။ တန်မိုးရှိရဲ့သူ့အချိန်လေးနဲ့ဝိုင်းကူလုပ်ပေးသည့်တိုင်သူမငီးတွေ့ခဲ့ဘူးချစ်စရာစကားတွေတိတိတတ်တာသူမဆိုတတ်ဘူးဒါပေမဲ့သူမအကြိုက်ကို သူဂယုဆိုင်တတ်တယ်သူမကြိုက်တဲ့ဟင်းတွေသူတင်ယူပြီးအားလက်ချိန်မှာသူမကိုသူချက်ကျွေးတတ်တယ်အချစ်ရဲ့ဝေဖန်ရင်းစရာမလုပ်တော့တဲ့နောက်ပိုင်းမှာသူမရဲ့ပျော်ရှင်စိတ်ချမ်းသာမှုကအစဉ်တစဉ်တိုးသွားတယ် သူ့အပြုအမူဂယုဆိုင်မှုတွေကဟိုးအရင်ကတည်းကရှိပြီးသားဆိုပေမဲ့ဆိုးကွက်ကိုယ်သာပုံမြင်ခဲ့တဲ့သူမဒါတွေကိုသတိမထားခဲ့မိဘူးမမြင်ခဲ့မိဘူးအခုတော့သူ့ကောင်းကွက်ကိုယ်သာသူမရွေးချယ်ကြည့်တတ်ခဲ့လို့သူမရဲ့စိတ်တွေလည်းပိုလန်းဆန်းလာခဲ့တယ်ပူပြောရှင်လာခဲ့တယ်အစ်လည်းပုံနှွေထွေပူချုံမြင်လာခဲ့တယ်အချစ်ဝေဖန်ရေးเสียမလို့ဘူး ဒါဟာဘဝတသက်တာရဲ့ပျော်ရွှင်ခြင်းကိုတက်ရောက်စေတယ်လို့ကျွန်တော်တို့တသက်တည်ယူလေ့လာဖို့လိုအပ်တဲ့ဘဝသင်ခန်းစာတစ်ပုဒ်လည်းဖြစ်တယ်။အိမ်တော်ကြီးကိုတဟဇာတာဖြစ်စေတဲ့အစွမ်းလေးဖြစ်တယ်။ကျွန်တော်တို့တသက်လုံးလေ့လာလိုက်စားထိုက်ပါတယ်။နားဆင်အားပေးခဲ့ကြသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေရှင်။